အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒါ international break လေးရပြီဆိုတော့ကျွန်တော်ပြောချင်တဲ့ topic လေးလေးပြောဖို့အတွက်ဒါကျွန်တော်အခွင့်အရေးယာယီပေါ့နော်။ဒါကျွန်တော်တို့တုံးဝတိုင်းသူတရားပြဆိုလို့ဒါကျွန်တော်တို့အားလုံးပေါင်း14ရက်လောက်တည်တည်ကျွန်တော်ပြောချင်တာပြောလို့ကြားရမှာဒါကျွန်တော်တို့ဒီအချိုရင်ကုန်းတန်းကျွန်တော်ဒါဘာညာပြီးရင်အသင်းသတင်းချင်းစီကူလဲကျွန်တော်ဒါနည်းနည်းလေးဆွေးနွေးသွားဖို့ရှိရပေါ့နော်။အဲ့တော့ကျွန်တော် international break မရောက်တာလဲကြာပါပြီ။ international break မရောက်တာဒါကျွန်တော်တို့တော်တော်လေးကိုကြာခဲ့ပြီဖြစ်ပြီးတော့လက်ရှိမှာတော့ international break ကိုနှစ်ပတ်တည်တည်သတ်မှတ်ထားရပေါ့နော်။အဲ့တော့ဒီကြားရမှာဒါကျွန်တော်နိုင်ငံအသင်းနဲ့ပတ်သက်ပြီး ီကျွန်တော်အင်္ဂလန်လောက်ပဲအဓိကပြောသွားအောင်ဖြစ်တယ်။ဘာလို့လဲဆိုတော့ channel အသင်းအနေနဲ့ညနိုင်ရင်ကျွန်တော်မကြည့်တော့ဘူးကျွန်တော်အနေနဲ့ဒါတော့ရှောက်နားတော့မယ်။ကောင်းဆောဆောဆီအေးရမယ်ပေါ့နော်။အဲ့တော့တရောင်းသားအသင်းဒုက္ခအများကြီးပေးထားတာကျွန်တော်အေးပြတ်တယ်ပေါ့နော်။အခုဒီလိုမှဒါအဲ့တော့အမှန်တိုင်းပြောရမယ်ဆိုတော့အဲ့တော့ထားပါဒါရှိမှတော့ကျွန်တော်တို့ဒီနေ့ဒါပထမဆုံးတော့ကျွန်တော်တို့ဖွင့်ချင်တာကတော့ဒါကျွန်တော်တို့ Newcastle United ပေါ့နော် Newcastle United အသင်းနဲ့ဒါမနေ့က Liverpool အသင်းကိုဒါကျွန်တော်2-1ဆိုတဲ့ရလနဲ့ထိုက်ထိုက်တန်တန်ဒါကျွန်တော်တို့ Carabao Cup ကိုစွတ်ကူးသွားခဲ့တယ် ဒါခုနကပြောချွတ်ကြတာဒါ fairy tale underdog ဒါကျွန်တော်နာမည်အများပြောဒါခုနကပြော miracle ဘာညာကျွန်တော်ဒီနေရာမှာခုနကပြောသူပဲ underdog ကိုကျွန်တော်လက်ခံတယ်ဒါပေမဲ့ခုနကပြော fairy tale ဆိုတာကိုတော့ကျွန်တော်လက်မခံဟိုခုနကပြောဒါမော်ဆန်တယ်ပေါ့နော်ဒါဒီလိုမော်ဆန်တယ်ဆိုတဲ့အကြောင်းအရာကိုပြောမယ်ဆိုတော့ခုလက်ရှိ Newcastle ပိုင်ရှင်အစ်စ်တွေကိုဒါကျွန်တော်တို့ ဟိုနှိမ်ချရာကြမယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဒါမနေ့ကတော့ကျွန်တော်တို့ Newcastle United အသင်းဒါကျွန်တော် အောင်မွေးခံတဲ့ဒီမှာဒါသူတို့ရဲ့လက်ရှိဒါကျွန်တော် CEO ကိုယ်တိုင်ကအကြီးကျယ်ဝင်ပြီးအောင်မွေးခံခဲ့တယ်မနော်ဒါပေမဲ့ပိုင်ရှင်ကတော့ PIF ပေါ့အဲ့တော့ PIF ရဲ့ပိုင်ရှင်ကဒါကျွန်တော်သူ့အနေနဲ့သူ့အသင်းကိုဒါသူ့ဂုံယူနေမယ်လို့လည်းကျွန်တော်ယုံကြည်တယ်အဲ့တော့ မမဲရပြတော့ကျွန်တော်မှတ်မိသေးတယ်ကျွန်တော်မျက်လုံးတွေကမထွက်သေးဘူးအဲ့ဒါကဘာလို့ဆိုရင် Newcastle United အတင်းဒါကျွန်တော်ကျွန်တော်အဲ့ကောင်ကျွန်တော်ကိုယ်တိုင်လည်း Newcastle မြို့မှာရှိခဲ့တာဟုတ်ဘွားကြီးတစ်ခါတည်းတိုက်ဆိုင်နေဗျ Newcastle United မြို့မှာကျွန်တော် Newcastle မြို့မှာရှိနေ Newcastle မြို့မှာရှိနေချိန်ဒါမမဲရအာ Mike Ashley လက်ထဲကနေ PIF2 အုပ်စုကိုဒါကျွန်တော်တို့ PIF2 အုပ်စုဒါကျွန်တော်တို့ Newcastle ကြီးကိုဝယ်ယူသွားခဲ့ပြီဒါအကုန်လုံးပျော်တယ်ဘောနော်အေးအာဆိုပြီးပျော်ခဲ့တယ် တကယ်တော့ my actually လက်ထဲကလွတ်သွားချိန်မှာ PIF အနေနဲ့ကျွန်တော်အသင်းတသင်းလုံးကိုပြောင်းလဲဖို့အတွက်ကြိုးစားတယ်သူတို့နေခက်ခဲတယ်ဗျာဒါကျွန်တော်တို့ PIF အနေနဲ့ခက်ခဲတာကျွန်တော် City တို့ခက်တုံးကလို့ဒါကျွန်တော် Chelsea တို့ခက်တုံးကလို့အလုံးရင်းငွေတွေကိုပေးလို့မရဘူးဘာလို့လဲကျွန်တော်လက်ရှိမှာဒါ Premier League မှာတည်ကြတဲ့အတိုင်းပဲ APD rules APD Siemens စီကံကြောင့်မို့ကိုသင်းကိုကိုစပွန်ဆာပြန်ပေးပိုင်ခွင့်ကအရင် limit နဲ့ရှိရတယ်မဟုတ်ပါဒါပေမဲ့ ပြောရမယ်ဆိုတော့ PIF ကသူ့ရဲ့ဆက်သွင်းနေတူဒါကျွန်တော်တို့အကောင်းဆုံးသူကြိုးစားရတယ်ဗောနော်လက်ရှိမှာဒါ invest sponsor တွေဒါကျွန်တော်တို့လက်ရှိမှာ DA တွေအဲ့တော့ PIF ဝယ်ယူပြီးဘယ်တော့မှမကြသေးခင်မှာပဲဒါကျွန်တော်တို့ Newcastle United ကတော့ Champion League ကိုဝင်သွားခဲ့တယ်အဲ့ Champion League ဝင်ဝင်မာတာမမဲ့ရ PSG လိုအသင်းမျိုးကိုအိမ်ဝင်မာတာစိတ်ကြီးပတ်မှာနိုင်ခဲ့တယ်အဲ့တော့ပြောချင်တာက Newcastle ရဲ့အသင်းအခုလက်ရှိဒီ fly ရသွားတာ Ferry Day မဟုတ်ဘူးဒါပိုင်ရှင်တွေကိုအများကြီးချီးကျူးရတယ်မှာပါအဲ့တော့ကျွန်တော်လည်းအများကြီးညင်းနေတဲ့အုပ်စုရှိရဟာပိုင်ရှင်ဘလောက်ကောင်းကောင်းခုနပြောသူပဲဒါအသင်းနဲ့လည်းဆိုင်တယ်ပါ နျူကာဆယ်ယူနိုက်တက်ကလွန်ခဲ့တဲ့၄နှစ်ဒီအချိန်2021မှာတန်းစင်းစုံမှာယုံကန်နေတဲ့အသက်သက်တင်ခင်ဗျားတို့မြင်ရမယ်တယ်မောက်ပါတယ်2022မှာဒါကျွန်တော်တို့အေးပေါ်ဒီလိုအရှိအချိန်လောက်မှာဒါကျွန်တော် Mike Ashley Mike Ashley ကနေ PIF တို့အဆူဝယ်ယူခဲ့တယ်။၃နှစ်အတွင်းမှာဒါကျွန်တော်တို့ Newcastle United ဖလားရခဲ့တယ်။ဒါဟာပြောရမယ်ဆိုရင် ဟာတာလည်းမဟုတ်ဘူး။ရည်စရာလည်းမဟုတ်ဘူး။ဒါဟာ reality ဖြစ်တယ်။ ပိုင်ရှင်တယောက်ဘယ်လောက်တိရေးပါလဲဆိုတာကျွန်တော်တွေ့ရမှာမဟုတ်ပါဘူး Tottenham Hotspur အသင်းနေခုလက်ရှိကျွန်တော်အသင်းနေကျွန်တော်ရှင်းပြီးပြောမှာ Spurs အသင်းနေခုလက်ရှိ Flamengo က20ကြာခဲ့ပြီအဲ့တော့ဟာဒါစပါးနဲ့လူဝယ်ပေးနေတာပဲဆိုတဲ့အတန်ဒီခင်ဗျားတို့ကြားလိုက်မယ်ဒါဟုတ်တယ်စပါးအသင်းလူဝယ်ပေးတယ်ဆိုတာဒါမကောင်းမှထပြီးဝယ်ပေးတဲ့အကွက်တွေဖြစ်တယ်ယူကာဆယ်ယူနိုက်တက်လက်ရှိ PIF ရောက်လာပြီးနောက်ပိုင်းအခုလက်ရှိ starting 11ကိုကြည့်မယ်ဆိုရင် Alexander Isak Harvey Barnes ကိုင်းလယ်မှာဆို Tonali Bruno Gamires နောက်တန်းမှာဆိုလက်ရှိမှာ Livermore Lewis Hall ဒါကျွန်တော်တို့ဘလူးကျွန်တော်မိသွားပြီပါ seven boardman ကိုသမားမှာ nick pop အဲ့တော့တသင်းလုံးကိုပြုပြင်ပြောင်းလဲထားတဲ့အသင်းသင်းနေနဲ့ဒါကျွန်တော်ဖလားရသွားတော့သိပြီးမဆမ်းပြီးတော့ခုနကဘယူကာဆယ်ယူနိုက်တက်အသင်းနေတာယူကာဆယ်လူအသင်းမျိုးနေနဲ့ statement sign in နေလုပ်နိုင်ခဲ့တယ်အလက်ဇန္ဒာအီဆက်ကိုငွေတွေကိုပုံပေးပြီးခေါ်နိုင်ခဲ့တယ်ဒါကျွန်တော်တူနာလီကိုဒါကျွန်တော်ငွေတွေကိုပုံပေးပြီးခေါ်နိုင်ခဲ့တယ်ဒါအသင်းကနေထွက်မယ်လို့တကယ်ကြီးလုပ်နေတဲ့ကစားသမားတွေငွေတွေကိုပုံပေးပြီးလုပ်နေအဲ့တော့တခါငွေတွေကိုပုံပေးရဆိုတဲ့စကားလုံးကျွန်တော်အလကားပြောတာမဟုတ် နောက်မှာ ambition ဆိုတာရှိရတယ်။ငွေတွေဟာဒီအသင်းကိုအောင်မြင်ရောဘုံဘလော့အော်ဆိုတဲ့ပုံစံပြောတယ်ဒီအသင်းကိုဒါ ambition ရှိရတယ်မှာပါတယ်။ဒီအသင်းစီကအချိုးမြက်ကိုလိုချင်တာဒီအသင်းနဲ့အတူအောင်မြင်ချင်တာလားဆိုတဲ့ ambition ရှိရတယ်မှာပါတယ်။ no offense ဒီညမှာ Chelsea အသင်းနဲ့ Newcastle ပိုင်ရှင်နေတာခုနကပြောသူပဲ Chelsea အသင်းနဲ့ Newcastle ပိုင်ရှင်နေနင်းလားငါလားဟေးဆိုတဲ့ moment မှာဝယ်ခဲ့တာဒါပေမဲ့ Chelsea အသင်းပိုင်ရှင်နေတဲ့အောက်ကငါတော့ကစားသမားတစ်ယောက်ဝယ်ရင်ဒီကစားသမားတစ်ယောက်နောက်၅နှစ်မှာဘလောက် ပြန်ပြီးတော့ဒီကစားသမားစီကပြန်ရမလဲဆိုတဲ့အတိနဲ့ဝယ်ခဲ့တာဖြစ်နေ Newcastle United ပိုင်ရှင်နေတဲ့ကစားသမားတယောက်ဝယ် Alexander Isak ကိုဝယ်တဲ့အချိန်မှာနောက်9နှစ်တွင်းမှာဒီကစားသမားကိုပြန်ရောင်းရင်ငါတို့ Alexander Isak စီကဘယ်လောက်ရမလဲဆိုတဲ့ mentality နဲ့ဝယ်ခဲ့တာမဟုတ်ဘူး Alexander Isak ကိုဝယ်ငါတို့ဒီကစားသမားကိုဝယ်ရင် Newcastle United ကိုဘယ်လောက်ထိအကျိုးပြုနိုင်မလဲဆိုတဲ့ mentality နဲ့ဝယ်ခဲ့တာဖြစ်တယ်အဲ့တော့ကျွန်တော်ကိုယ်စားတဲ့ကိုကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော် Newcastle ရဲ့လက်ရှိပရိသတ်ကိုကျွန်တော်ပြောခဲ့ကျွန်တော်ပေါ့ PIF ရဲ့အသွာလာအပြုတ်မူကြည့်ပြီဒါအမှန်တမ်းပြောမှဆိုတော့တို့ရောအားမရဘူးနော်အာဒါပြဿနာကလည်းလူတော်များဒီနေရာမှာစီးပွားရေးဆိုင်ရာနားမလည်တာလည်းအများကြီးပါပါတယ်ဒါ PIF နေနဲ့အများကြီးလှုပ်ရှားလို့များဆိုတော့ခုနကပြောဆိုလက်ရှိမှာ Premier League ရဲ့ team တင်းကျပ်လာတဲ့စီးကတ်နေကြောင်သူ့အသင်းကိုသူအများကြီးကူညီဝဲမရဒါပေမဲ့သူအနေနဲ့သူတဲ့ပတ်ချာလေးမှာရှိတဲ့ sponsor တွေကိုဒါကျွန်တော် Newcastle ကိုပေးပိုင်ဝင်ရခဲ့တယ်သူနေတာကျွန်တော်ကွင်းတကြီးစောက်ဖို့တဲ့ကြိုးစားနေနေတယ်မပြောချင်တာဟိုထောက်ငွေများများသုံးဖို့အတွက်ဝင်ငွေများများရအောင်လက်ရှိပိုင်ရှင်အနေနဲ့အများကြီးကြိုးစားရတယ်ပြန်စစချင်း လက်ရှိမှာဒါခုနပြောဆိုပဲလွန်ခဲ့တဲ့ဒါကျွန်တော်တို့၄နှစ်ကတန်းဆင်းစုံနာမှာယစ်တီယစ်တီဖြစ်နေတဲ့အသင်းကခုလက်ရှိမှာလစ်ဗာပူးလိုအသင်းမျိုးကိုဒါကျွန်တော်ခြေအသာစီးရပြီးနိုင်ခဲ့တယ်ဘလောက်တိကြီးရလဲဆိုကျွန်တော်ဒါစီမီပိုင်နယ်မှာနှစ်ကြော့လုံးဝဆာအာစနိုအသင်းကိုဂိုးပြတ်နဲ့အနိုင်ယူခဲ့တဲ့တသင်းဖြစ်ခဲ့တယ်ညူကာဆယ်လက်ရှိကာရာဘောက်ဂျာနီကကံကောင်းတယ်ဆိုတာတကယ်တော်လို့ဒီပလာကိုရခဲ့တယ်ဆိုရင်တော့မှားမယ်လို့ကျွန်တော်အနေနဲ့မတင်ဘူးပေါ့နော်အဲ့တော့ ဒီနေရာမှာဦးနာပြောဆိုလူတွေတော့ဟာဒါကျွန်တော်ကန်ဆိုတဲ့ဥစ္စာကြီးကိုဒီခါမှာလူတွေရဲ့ဒါ work rate ကလေလူတွေရဲ့ဗစက်ကတချို့သောမူမှန်လေဒါကျွန်တော်တို့ဟိုဘာသာနဲ့ကန်ကိုအရင်ဟာတော့မှာတို့ချုံးမှာကျွန်တော်ဒါဟိုဟာသရှိလို့ပဲဗောနော်ဒါဆရာဝန်တယောက်ကဒါကျွန်တော်လူတွေကိုကယ်လိုက်ပြီဆိုဟာကျေးဇူးတင်လိုက်တာဘာဖြစ်တယ်ညာဖြစ်တယ်ဆရာဝန်ကျေးဇူးတင်တာလည်းကျွန်တော်ဘာသာတရားကိုကျေးဇူးတင်တာလာတာကျွန်တော်ဘုဒ္ဓကိုကျေးဇူးတင်တာလည်းတော့မသိပါဘူးဒါဒီညမှာတခါကျရလွတ်လွတ်တဲ့လူကျွန်တော်တို့ကကျေးဇူးတင်တဲ့လူတွေမှာအမြဲတမ်းတတိယဘုရားမှာပါတယ်ဗောနော်ဟုတ်နော် of course god ဆိုကျွန်တော် grand ဒါဘုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ဒါပေမဲ့ ကျွန်တော်အတွက်ကခုနပြောသေးပဲကိုလုံးမကိုရတယ်ဆိုတော့ကျွန်တော် self belief ပို့ဖြစ်တဲ့လူတယောက်ဆိုရင်တော့ပုံမှန်ပဲတယ်ပေါ့ကျွန်တော်ဗုဒ္ဓဘာသာကိုယုံကြည်တယ်ဗုဒ္ဓဘာသာကိုပို့ပြီးယုံကြည်ရတဲ့ကြောင့်မို့ကိုပြုတ်သောကံဒီပဲ့ထန်တဲ့ကိုထန်ပြန်လာပြီဆိုတော့ကျွန်တော်ဒီအင်မတန်ယုံကြည်ရတယ်မှာပါ Newcastle United ကဒီတိုင်းပဲ ဟိုခုနကပြောညူကာဆယ်ယူနိုက်တက်အသင်းနဲ့ဟိုဖျားဒီဖျားမှာဆူတောင်းနေတာတဲ့ဆိုင်သူ့အနေနဲ့သူ့အသင်းနဲ့သူငွေထည့်ပြီးတော့ငါအသင်းကဒါခုနကပြောသူလက်ရှိမှာဒါညူကာဆယ်အသင်းရဲ့ stepping stone တစ်ခုဖြစ်သွားပြီတေးကြတယ်ခုနကပြောညူကာဆယ်ယူနိုက်တက်အသင်းနဲ့ကာရာဘောကိုရနိုင်ပြီဆိုလက်ရှိမှာဂျန်နဲ့ဖလားကိုဘာလို့မရနိုင်မလဲဆိုတဲ့ပုံစံမျိုးကိုညူကာဆယ်ယူနိုက်တက်စူးစမ်းတော့မှာပဲမမက်ရစီးစီးသင်းတော့ကဒီတိုင်းပဲဒါခုနကပြောသူတင်းငယ်တဲ့ဖလားတစ်ခုယူပြီးတဖြည်းဖြည်းတက်ရတာအဲ့တော့ကျွန်တော်ကိုစင်တက်ကိုတစ်ခေါက်ပြောဦးပါတယ်ခင်ဗျားတို့ PIF ကဒါညူကာဆယ်ယူနိုက်တက်အသင်းကကျွန်တော် supporter ပို့ပြီးတော့ဖလားစိုးရမသူကျွန်တော်နာလေပေါ့ကွာဘာဖြစ်နေကြပြည့်တယ်တကယ်ရခဲ့ဘာလို့ ကျွန်တော်သိတယ်ဗျာဘောဆိုခုနကပြောသူပဲခင်ဗျားသိတယ်ကြီးလိုက်ရင်သိတယ်ဘောဆိုယူကဆယ်ယူနိုက်တက်သိတယ်ခုနကဒါကန်ကောင်းမီတာဖိုင်နယ်ရောက်ခုနကလွန်ခဲ့တဲ့နှစ်နှစ်ကဒီလိုချိန်မှာဖိုင်နယ်ရောက်ခဲ့တာဖြစ်တယ်သုံးနှစ်မှာဖိုင်နယ်နှစ်ခါရောက်ခဲ့တဲ့သင်းသင်းနဲ့ဒါကျွန်တော်သုံးနှစ်အတွင်းမှာချန်ပီယံလိဂ်တစ်ခေါက်ဝင်ခဲ့တဲ့အသင်းသင်းနေနဲ့ this is not a joke this is not a miracle this is hard work and dedication man you guys are united ကိုကျွန်တော်ကဒီနေရာမှာပိုင်ရှင်တွေကိုတော့ immortal ချီးကျူးတယ်အသင်းကိုဒီလိုမျိုးဒါပြည့်ပြည့်မွတ်မွတ်နေတာခုနကပေါ့လွန်ခဲ့တဲ့ဒါကျွန်တော်တို့ လင်းတင်ကတန်းစစ်စုံနာကအသက်သက်အခုလက်ရှိမှာပရီးမီးယားလီဂ်တိုက်တဲ့ချန်ပီယံဖြစ်ဖို့နီးစပ်နေတဲ့လစ်ဗာပူးတင်ကိုအသာစီးဆော့ပြီးတော့ဆူပလာရယူသွားနိုင်ခဲ့တယ်။ဒါဟာအင်မတန်မှ miraculous ဖြစ်တယ်ဆိုတော့ဒါအင်မတန်မှချီးကျူးမှုကောင်းတဲ့ war grade တွေဖြစ်လာခဲ့တယ်။အဲ့တော့ New Garcia United ကဒီဖလားကိုအင်မတန်မှထိုက်တန်ခဲ့တယ်။ New Garcia United ပြည်သက်တွေလည်းခုနပြောလို့နှစ်90ခုနပြောနှစ်55နှစ်ပဲဖြစ်ဖြစ်ခုနှစ်90ပဲစောင့်ညာဂျိုးနှက်ခဲ့တယ်။ဒါပေမဲ့ ပြိတက်တယောက်အနေနဲ့ဒီဖလားရတော့မယ်ဆိုတဲ့ feeling ကိုခင်ဗျားတို့သိနေတဲ့အချိန်မှာဒါကဘာနဲ့မှလဲလို့မရဘူး။အဲ Newcastle United ကဒါခုနပြောလို့ပဲကျွန်တော်တို့အဲ Jurgen Klopp ရဲ့စကားလုံးကိုပြောမယ် from doubters to believer ကိုပြောင်းလဲပေးတိုင်ခဲ့တယ်ဗောနော်။အဲ့တော့ Newcastle United ဒီနေ့မှဒါကျွန်တော်လက်ရှိမှာ Premier League မှာလည်းအဆင့်6နေရာမှာရပ်တည်နေတဲ့အပေါ်ကသိနေအမှတ်လည်းသိမကွာပါဘူး။အဲ့တော့လက်ရှိမှာ Newcastle United သင်နေရာ Carabao ဖလားကိုရရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒါ Conference League ကိုတော့ဝင်ဝင်ရသွားခဲ့ပြီဖြစ်တဲ့။ဒါကြောင့်မို့ဒါကျွန်တော်တို့ဥရောပအကူတော့ဒါကျွန်တော်တို့ Newcastle United မြေသို့ပင်ဆိုကြောင်ဝင်ကုန်ဝင်သွားပြီလို့ပြောလို့ရတယ်မှာပါ ါတယ်အဲ့တော့ဘယ်လိုမျိုးအေဒီဟောက်ရဲ့ဒါကျွန်တော် resume မှာလည်းဖလားတစ်လုံးရသွားတယ်ဆိုတဲ့ resume တစ်ခုပါလာခဲ့တယ်အဲ့တော့ဒီနေရာမှာကစားသမားတွေကအသင်းကြီးပြတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာအသင်းပိုင်ရှင်ကိုတော့အထူးတလေကျူးတင်နေတယ်လွန်ခဲ့တဲ့၄နှစ်ကတန်းစစ်စုံတွေကအစင်းသွင်းသွင်းနေတဲ့အခုလက်ရှိမှာဆူဖလာရရှိတဲ့အသင်းသင်းဖြစ်ခဲ့တဲ့ပြင်ဥရောပကိုပါချင်းချောင်းနေတဲ့အသင်းသင်းဖြစ်သွားခဲ့တယ်။ Congratulations မှာ New Zealand Sea United လူအပ်တာများရှင်းရင်တော့ခွက်လို့ပါပြောရင်လည်းပဲကျွန်တော်တောင်းပန်ပြပါအောင်။ပေါ်လုံးဝဲတကူကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။ မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဘူးအောက်ကကွန်မန့်တွေထဲမှာလည်း youth sport media 3.0ဆိုတော့ TV for you ရဲ့လင်လေးတွေကိုထည့်ပေးထားခြင်းကြောင့်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရမြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဘူးမြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြည့်ဒီပိုင်းကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပင်ကျွန်တော်တော့ကြည့်ပြောင်းပါဗျအဒီဖာပါဗျ